Oh, တနင်္လာရီတိုင်းဒေသကြီးဒဝဲမြို့မှာမက်လာ၁ရက်နေ့ကနေဧပြီလ၆ရက်နေ့ထိဖန်စီရမိခဲ့တဲ့ပဝါအိတ်စော်ရီကိုဧပြီလ9ရက်ကလမ်းကျိတ်ဆက်နယ်ဖျက်ဆီးမှုပြုလုပ်ခဲ့ပြီးတကြံကာလမတိုင်မီနဲ့တကြံကာလအကျွမ်းမှာလည်းစီမံချက်နဲ့ချက်မှန်ဖန်စီမှုတွေပြုလုပ်သွားမယ်လို့သိရပါဗျ။ဧပြီလ9ရက်နေ့မိုးလယ်ပိုင်းကတိုင်းဒေသကြီးရဲတပ်ဖွဲ့ခန့်မှမှကျင်းပါတယ်။ရေစီကန်လမ်းစီကန်အရေးယူဆောင်ရွက်မှုနဲ့ဖန်စီချင်းသိမ်းရမိတဲ့ပဝါအိတ်စော်များဖျက်ဆီးမှုအခမ်းအနားပြီးမှအဲ့ဒီပဝါအိတ်စော်တွေကို ဖျက်ဆီးခဲ့ခြင်းဖြစ်ပါတယ်။ဆိုင်ငယ်ရီမှာပါဝါအိဇော့တက်မောင်းနေမှုတွေကိုအခုနောက်ပိုင်းအရှိန်မြင့်ပြီးဖန်နေရမှာတနေ့ကို15ခုဝင်းကျင်လောက်ဖန်ဆီးရမိနေရလို့တိုင်းဒေသကြီးရဲတပ်ဖွဲ့မှရဲမှုကြီးဦးနေမျိုးကပြောပါတယ်။တကြံမတိုင်းခင်ပါဝါအိဇော့တွေဖွင့်ပြီးမောင်းနေမှုကိုထိမ့်သိမ့်တဲ့အနေနဲ့ပြီးခဲ့တဲ့မတ်လမှာစတင်က တဝဲမြို့တွင်နဲ့မြို့အဝင်းအထွက်တွေမှာစီမံချက်နဲ့လိုက်လံဖန်စီနေကြ။တကြံတွေမှာလည်းမြို့အဝင်းအထွက်ဂိတ်တွေမှာစစ်စေးရေးအဖွဲ့တွေထရှိပြီးဒုတ်တာလက်နက်ရှာဖွေမှုတွေနဲ့ပါဝါအိတ်စောတက်စင်ထားတဲ့ဆိုင်ကယ်တွေကိုဖန်စီအရေးယူဖို့စီမံထားတယ်လို့သိရပါဗျ။2019မတ်လ10ရက်နေ့ကနေဧပြီလ6ရက်နေ့ထိတိုင်းဒေသကြီးအတွင်းရှိတဝဲဘိန်နဲ့ကော့တောင်းမြို့တွေမှာဘူပါအဖွဲ့တွေနဲ့ဖန်စီအရေးယူခဲ့တဲ့စီကံပြက်စုညံအတံမြီအိတ်စောတက်စင်မောင်းနေတဲ့ဆိုင်ကယ်တွေဟာ တဝဲမြို့မှာ85မှုဘဲမြို့မှာ27မှုနဲ့ကော့သားမြို့မှာ17မှုရှိကြောင်းအဲဒီဆိုင်ကယ်ရီကို2015ခုနှစ်မော်တော်ယာဉ်ဥပဒေပုံမှန်60နှစ်နဲ့တရားစွဲတင်ပြီးတက်ဆင်ထားတဲ့စုညံအတမ်းမြေအိတ်စောတွေကိုမူရင်းအိတ်စောတွေနဲ့လဲလှယ်တက်ဆင်ပြီးမှသာဆိုင်ကယ်ရီပြန်လည်ထုတ်ယူခွင့်ပြုခဲ့တယ်လို့သိရပါဗျ။ဒါအပြင်တိုင်းဒေသကြီးအတွင်းမှာယခု2018ခုနှစ်မတ်လကုန်အထိ၃လအတွင်းစီကံပြတ်မော်တော်ယာဉ်တွေအရေးယူဆောင်ရွက်မှုမှာ က292မူဒေါ်လာကြီးတမူ3.68မူနဲ့ဆိုင်ကဲ1084မူစုစုပေါင်း1365မူရှိပြီးတရားရုံးမှာဒဏ်ငွေချမှတ်မှုမှာရရှိငွေ7,3340,000ရရှိခဲ့တယ်လို့သိရပါဗျာ။